ဟုတ်အညီမတို့အခုဒီကားလေးရကျတော့လူငယ်ကားလူငယ်ဆက်ကားလေးဆိုတော့ဖော်ပပပါပဲညီမတို့ဒီညီမတို့ရွှေကျွန်းနှစ်ယောက်ပေါ့နော်ဒါပထမအဆုံးနှစ်ယောက်တူတူဆုံမရဲ့ကားလေးပါပထမနေတော့ရန်ကဲရပါဘောနော်ကဲရတဲ့ငယ်ကဲရငါကဲ ငယ်ကျန်းကျန်ငယ်ငယ်တုန်းကတည်းကအဲ့လိုမျိုးတိတ်ပြီးတော့ကြံဆိုလို့ရှိရင်မဆော့ဖြစ်ရမဆော့ဖြစ်တာများတယ်ဘာလို့ဆိုတော့ဒါပေမဲ့မနစ်ကတော့စီလိုနာမှာကဲဒီနေ့ကတော့ plan တော့မရှိသေးဘူး။ plan တော့မရှိသေးဘူးတဲ့။ဒီနေ့ကတော့ plan မရှိသေးပါဘူးဟုတ်။ကိုယ်စိတ်တဲ့ကောင်းလေးရလေးလာပါဘဝမှာတခါမှကြုံတာမကြုံဘူးကြုံဘူးလားတကယ်ချင်းမကြုံဘူးဘဝမှာမရဖြစ်နိုင်ဘူးရှိဘူးဘာလို့ရှိရင်ဖြစ်ရှိရှိဟဲ့နင်းလား ဂျန်ရောက်လာတဲ့အချိန်မှာအဲ့လိုမျိုးတွေးချင်ဘူးရဲ့သူတော်ရှိရယ်အမ်ဘူးလဲမဟုတ်ဘူးလဲအရင်အဲ့လိုတချမ်းမှာပေါ့တွေးချင်တဲ့သူတော်တွေးချင်ခဲ့ဘူးရဲ့သူတော်ရှိရယ်ပေါ့ပြောနေ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 ပြောလေအေးလေဟုတ်ညီမအခုကကျတော့အချစ်ကူးတချမ်းဆိုရယ်တချမ်းကားလေးပေါ့နော်ဟုတ်အဲ့လေရိုက်ကူးပြနေရပါဟုတ်ပါရဲ့ရှင်ညီမတို့ဒီညီမတို့ရွှေကျွန်းတစ်ယောက်ပေါ့နော်ဒါပထမဦးဆုံး နှစ်ယောက်တူတူဆုံသွားရဲ့ကားလေးပါပထမအပြီးတော့ဟိုရွှေချိုပြီးကလေးကအကွေအနုပညာလို့တင်ဆက်လုပ်ကြတယ်ဒါပေမဲ့တယောက်နဲ့တယောက်လိုမျိုးဆုံသွားရဲ့ဥစ္စာလေးဆိုတာပေါ့နော်ပွဲမှလာဆုံမဲ့ဒီလိုမျိုး shooting နေပိုင်းမှာမဆုံပြကြတော့ဒါပေမဲ့ဒါတော်ရနဲ့ကအခုမှပထမအဦးဆုံးအနှစ်ယောက်တူတူဆုံပြကြတာပါဟုတ်ဟုတ်မသိဘူးเนาะမသိဘူးเนาะဟုတ်တယ်ညလိုက်လေ secret reading เนี่ยอ่า secret reading เนี่ยจ้ะတော့ तू อ่ะမလာတော့จ้องတက်เนี่ยဟုတ်တယ်ဟုတ်တယ်จ้องတက်เนี่ยอ่ะပြီးတော့มา fiber crew တွေရောက်တော့မှအဲ့ဒါတွေ့ရသူဟုတ်တယ်ဟုတ်တယ်ဟုတ်လဲဆိုသူလဲပါတာပထမဆုံးဒီဆာရွက်လေးပို့လာတဲ့ကအဲသူပါလာလဲတွေ့တော့အော်ရွှေကျွန်းတွေ့ပြန်ဆောင်သွားပြီဆိုပြီးတော့ပျော်တော့ပြဲပါဆိုရှင်တင်းမှာတငယ်ချင်းတွေတွေ့တော့ခူရပြီလေအဲအဲ့တော့မပြင်းရရောပေါ့ဟုတ်တယ်ဟုတ်အာခုနကတော့နော်မုံလုံးကြီးပေါ်လုံးနဲ့ဆင်းလေးရိုက်တယ်အဲ့တော့ရေပတ်တယ်တကယ်တချံရောက်သွားသလိုပဲစိတ်ထဲမှာလေပျော့စရာကောင်းတယ်နော်ပျော့စရာကောင်းတယ်ဟုတ်တယ်ပြီးတော့အခုမှလည်းဒီချိုချိုပြီးမှလည်းဒီတချံကားလေးစပြီးတော့ရိုက်လာရတာဆိုတော့ဟို first experience လေးဖြစ်တယ်ပြောလို့ရှိရင်ဟိုညီမတို့အနေနဲ့ခုမှတက်သက်စာလေးဖြစ်တဲ့အတွက်ပေါ့နော် senior ကြီးဆီကနေပြီးတော့အများကြီးသိဆရာရရရှိဟုတ်ဟုတ်ညီမတို့အခုဒီကားလေးရကျတော့လူငယ်ကားလူငယ်ဆက်ကားလေးဆိုတော့ပေါ့ပါပါပဲအရန်ဟို drama တေးဥဆောင်ရမျိုးမဟုတ်တော့လေရှိတယ်မှာပေါ့ပါပါပဲပြပြရှိရှိပဲအားလုံးကအဲသဘာဝဆက်ဆက်လေးပဲ နော်ဟုတ်တယ်ဟုတ်တယ်ပြီးတော့အကုန်လုံးကလေဒီဥစ္စာလေးကလေဖန်လေးပေါ့ကွဟိုလူငယ်လေးဖြစ်တယ်ပြောလို့ရှင်ဒီထဲမှာပါကြတဲ့အကိုရင်းမကြီးကလေအရင်ကဟိုကိုကိုရီထက်အများကြီးတိဥစ္စာအောင်ဘူးရကြတဲ့သူဆိုတော့အများကြီးတင်ယူဆရာရရအကိုရင်းမကြီးလောက်တာအဘယ်နေရာလေးမှာဘလို့ကောင်းလဲကိုရီအတွက်ဘာလိုအပ်နေလဲပေါ့နော်အဲ့လိုမျိုးလေးရောတင်ယူဆရာလေးရောရရရှင်ဟုတ်

ငယ်အကျဲအကျဲငငယ်တော့ရတဲ့အဲ့လိုမျိုးတိတ်ပြီးတော့ကြံဆိုလို့ရှိရင်မဆော့ဖြစ်ရမဆော့ဖြစ်တာများတယ်ဘာလို့လဲဆိုတော့ဖေဖေတို့ကြောက်လည်းမဆော့ခိုင်းဘူးပြောလို့ရှိရင်အိမ်ရှိမှရေပောက်ဖို့တက်နှစ်လားမတူတာအဒီဒီဒီအခုတည်းပဲအဲ့လိုမျိုးရေပိုင်းမဆော့ရပဲမနစ်ကတော့စီလိုနာမှာကဲဒီနှစ်ကတော့ plan အရောမရှိသေးဘူး plan အရောမရှိသေးဘူးတဲ့ဒီနှစ်ကတော့ plan မရှိသေးပါဘူးဟုတ်ဒီနှစ်နဲ့ဆိုခုမှနှစ်နှစ်ပေါ့နှစ်နှစ်ပဲရှိသေးတယ်ဗါလဲ ပြောရှင်ဘူးတာငါနဲ့နဲ့ပဲရှိသေးတယ်။အော်ဟုတ်လား။ဟုတ်တယ်တကယ်ပြောတာ။အော်။နေစုံမယုံလား။ဟမ်ဘူးလေနေ့တိုင်းမဆောက်လား။ငါနေ့တိုင်းကိုမဆောက်ရတာ။အဲ့နေ့တိုင်းကိုမဆောက်ရပါဆိုအရင်တော့ကြောင်းတက်နေတော့ဖေဖေတို့ဘာလို့အင်ရှိတွေဘာထွက်ဆောက်နေမကြိုက်ဘူး။အိမ်မှာပဲမန်တက်ကနေတခြင်းနေဆိုတယ်ထိုင်ကြည့်ရယ်အဲ့အဲ့လိုမျိုးပဲများတယ်။ဟုတ်တယ်။ ဟောအိမ်မှာဆော့တာတော့များတယ်မန်တက်တော့တစ်ခါမှမသွားဘူးမသွားဘူးငယ်တည်းကလေသွားလို့ရဆိုတော့မန်တက်မှာကကြရရှင်เนาะအဲ့လိုမျိုးရတာဟာမှမသွားဘူးငယ်ရဆိုလို့ရှင်တွေ့အဲ့လိုမျိုးမန်တက်မှာထိုင်ပြီးတော့ရေပက်ကြအရင်အရင်သွားခြင်းတယ်အခုဒီမှာတစ်ခါမှမသွားဘူးအခုဒီမှာမသွားဘူးအခုဒီမှာမသွားဘူးတဲ့သွားသွားကြည့်အောင်သွားကြည့်ရသွားတော့ကြည့်ရမယ်နော်ခဲကြမှာပေါ့နော်တကယ်ချင်းနေနေတော့ပြန်မဆုံးကျွန်တော်ပါဘာလို့လဲနေရလဲဖြေးဖြေးတာကြီးရလဲဟုတ်တယ်ပြော ပြောလေဘာလဲပြောလေဆုံးညင်းဆိုဆုံးညင်းနေတော့ရင်ဖြေတော့အဲ့ဥစားကြော်မေးပေးဟုတ်ဟုတ်ပြောပါရပါလဲဆိုတော့ဟိုအရင်တော့ကနေတော့မတူဘူးပေါ့နော်အရင်တော့ဆိုပို့ပြီးတော့စီကားရဆိုတော့တွေ့ရပါဆိုတော့အခုညီမတို့ teenage အနေနဲ့ပေါ့နော်အာဒီ teenage လေးမကုံခင်မှာဒီလိုမျိုးဒီတင်းချိန်ရဲ့ဒီဒီအချိန်လေးကိုပေါ့နော်ကိုကလည်းပျော်ဘူးချင်တာသူကနှစ်တိုင်းပျော်တယ်တဲ့ပြောနေရပဲနှစ်တိုင်းငါ့ကိုစိတ်ထိုးရနေရတယ်တကယ်ပဲ ငငယ်တော့ကငငယ်တော့ကတော့နှစ်တိုင်းအဲ့လိုမျိုးဆော့ဖြစ်တယ်အိမ်ရှိမှာပေါ့နော်ရေပုံးချရဲပြီးလို့ရှိရင်အဲ့လိုမျိုးအဲလန်သွားလန်းလာရေပေါ့အဲ့လိုမျိုးပတ်တာမျိုးရှိရဲမန်တက်တော့တစ်ခါမှမရောက်ဘူးပေါ့နော်ဘဝမှာတခါမှကြုံနာမကြုံဘူးကြုံဘူးလားတကယ်ချင်းမကြုံဘူးဘဝမှာမရဲဖြစ်နိုင်ဘူးရှိဘူးဘာလဲမရဲမရှိဘူးရှိရှိဟဲ့နင်းလားအမမေးပြီဆိုရရင်နင်းမှာတကူကူရှိလို့ပဲအဲ့ဒါတကယ်ဒါပေမဲ့လေအဲ့လိုမျိုးမရှိဘူး ဒါပေမဲ့ရှိကျင်တယ်ဒါပေမဲ့ငါဆိုပြဟုတ်အဲ့လိုမဟုတ်ဘူးเนาะကြောင်းဗကြံမတိုင်ခင်စောင့်ဝင်းဖြေရအကြောင်းပိတ်တယ်ပေါ့เนาะအဲ့အဲ့ဟာပြီးသွားလို့ရှင်ကိုကဗကြံရောက်လာတဲ့အချိန်မှာအဲ့လိုမျိုးတွေးရှင်ဘူးရဲ့သူရောရှိရဲ့အမ်ဘူးလဲမဟုတ်ဘူးလဲအရင်အဲ့လိုဗကြံမှာပေါ့တွေးရှင်တဲ့သူရောတွေးရှင်ခဲ့ဘူးရဲ့သူရောရှိရဲ့ပေါ့เนาะဒါပေမဲ့အဲ့လိုမျိုးတွေးရတာမျိုးမရှိခဲ့ဘူးဘူးအဲ့ကြောင့်ရှိတာတွေးရှင်မဟုတ်ဘူးသူပြောပါ တွေ့ချင်တဲ့သူတော့ရှိတယ်တွေ့တော့မတွေ့ခဲ့ရဘူးလို့ပြောရတာကြောင်ပိတ်သွားရင်နင်ခအိစဉ်းစားကြည့်ကွာကြောင်ပိတ်သွားရင်ဒီလူကိုငါ၃လလောက်မတွေ့ရတော့အဲ့ချိန်မှာတကြံရောက်လာတဲ့ချိန်မှာတကြံမှာတွေ့ချင်တယ်ကွာအဲ့လိုလိုမျိုးရှိခဲ့ဘူးရဲ့ဒါပေမဲ့တခါမှတော့အဲ့လိုတကြံမှာတွေ့ခဲ့ရတော့ရေလောင်ခဲ့ရတော့မရှိခဲ့ဘူးဘယ်သူလဲလို့ပြောနိုင်ပြီလေနော်မပြောဘူးတော့တူပဲ ပါလို့ပဲပါလေငါကျွန်လိုက်ရနေပြီဒီဒီကျမဘာတူလဲသူသူတို့တွေ့ချင်းနေဟဲ့ငါ crush ကိုတွေ့ချင်းနေအေးငါ crush ခဲ့တဲ့သူပေါ့အေးပြောလိုက်လေ နေရလဲမကြခင်မှာလည်းတချမ်းရောက်တော့မှာဆိုတော့ကျေတို့တငယ်ချင်းနှိမ်အောင်နဲ့အတူတူပေါ့နော်ကျေတို့တငယ်ချင်းတွေကတချမ်းမှာဘလို့ကဲချမလဲသူကလို့ရှိရင်ဒီတချမ်းမှာလည်းပြီးတော့ဟိုဒီအပေါ်ပူလာချိအိုက်တွေပေါ့နော်အဒီတချမ်းကာလာမှာအာအားလုံးစိတ်ချမ်းမှာကိုချမ်းသာစွာနဲ့အချက်တန်းနိုင်ကြပါကျေတို့ညီမညာမစတောင်းလိုက်ပါရှင်ဟုတ်ပါပြီပြီးတော့ညီမတို့ရဲ့ဒီအချက်ကူးတချမ်းဆိုတဲ့ကားလေးကိုကြည့်ပြီးအားလုံးရှိတယ်ကူးနိုင်ကြပါစေကျေးဇူးပါ